နိုင်ငံကိုကူညီခြင်းတဲ့သူတွေကိုအခက်ခဲရှိအောင်လုပ်တာဟာတနိုင်ငံလုံးကိုထိခိုက်ပါတယ်လို့ဒေါ်အောင်ဆန်းစုကြည်ကကော်မှုခရီးစဉ်မှာပြောကြားခဲ့တဲ့သတင်းတင်ဆက်ပေးသွားမှာပါဒီသတင်းကိုစိုးရကပေးပို့ထားပါတယ်ရှင်ကော်မှုမျိုးနဲ့ဒေတာဖွံ့ဖြိုးရေးညှိနှိုင်းအစည်းအဝေးကိုတက်ရောက်လာတဲ့ကော်မှုမျိုးနဲ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ကအခုလိုပြောကြားခဲ့တာပါ ကဘာနဲ့ဖြီးတယ်ကိုကျူးဆိုပါတယ်ဆိုတဲ့အချိန်မှာဒီလိုဖြီးဧည့်သည်ကြီးကလာပြီးတဲ့လာတော့ကိုမျိုးမျိုးတည်းကြောက်ရွံ့ပြီးတယ်ဆိုတော့ဒါမလာခြင်းအောင်လို့သူဖြစ်ပါဒါပေမဲ့လည်းစိတ်စိတ်ကံကဥပဒေကဘယ်လိုရှိလဲဆိုတော့မရှင်းလို့ဒီကိစ္စအောင်လဲတက်ဆိုင်ရတယ်ဆိုတော့ရှင်းနေပေးစီချင်ပါတယ်နောက်ဆက်လို့ရှိလို့ရှင်းဒီဘာရီရဲ့မျိုးနေလို့ဧည့်သည်ကြီးကလာစေချင်ပါတယ် လာနေခြင်းလေဆိုတာကကျမတို့မြို့နယ်ရဲ့တိုးတက်မှုတွေရဲ့အတွက်ပါ။အဲကျမတို့ဖိတ်ခေါ်ရဲ့အဲ့ဒီအဲ့ဒီတော်တော်များများလာပြီးတော့ဒီရိုးရိုးကြည့်ရုံအတွက်ကျမတို့ဖိတ်ခေါ်တာပေါ့။ကြည့်ပြီးတော့ဘယ်လိုကျမတို့ရဲ့ဟိုမြို့နယ်ရဲ့ပြည်ပြုံးမှုကိုပေါ့ဖို့နိုင်ကူညီနိုင်မလဲ။အဲ့ဒါတွေကိုကြည့်စီခြင်းလို့ကျမတို့ဖိတ်ခေါ်ထားတဲ့အဲ့ဒီအဲ့ဒီရှိပါရှိပါ။အဲ့တော့ဒီလိုအဲ့ဒီမလားခြင်းအောင်လို့စိတ်ပြတ်အောင်လုပ်ထားကြတော့ကျမတို့ရဲ့အဲ မြို့နယ်ကိုဒါထိခိုက်ရည်ကကောင်းတော့တနိုင်ငံကိုထိခိုက်တယ်ဒေါ်ဆန်းစုကြည်ဖိတ်ကြားမှုနဲ့ကော်မှုမျိုးနယ်အတွင်းဒေတာဖွံ့ဖြိုးရေးကိုကူညီဖို့လာရောက်လေ့လာတဲ့ဂျပန်နိုင်ငံသားတွေကိုတက်ဆိုင်ရာက မေးခွန်းတွေမေးတာပတ်စပို့တောင်းတာတွေလုပ်ခဲ့တယ်လို့သိရပါဗျ။အဲကျွန်တော်တို့ရုံးသူရုံးသားတွေအနေနဲ့အဲအမျိုးကိုနိုင်ငံသားသားအောင်များအဖြစ်တော့ဒါရိုက်ဆက်ဆံပြည်တွေကပတ်စပို့တောင်းတာပြီးတော့သိပြီးအလုပ်လုပ်တာမရှိပါဘူး။အခုလိုဖြစ်တယ်ဆိုတော့ကြားလို့ဆိုတာကျွန်တော်အနေနဲ့သိမကောင်းပါဘူး။ ကောင်မှုမြို့နယ်ဟာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာသာရှိနေပေမဲ့နိုင်ငံသားခီးသွွားတွေဝင်ထွက်လေ့လာရမှာတော့လုံခြုံရေးဆိုင်ရာညွှန်ကြားချက်တွေကြောင့်အဆင့်ဆင့်တင်ပြမှုတွေရှိနေသေးတာပါအဆင့်ညပေါ့နော်ကြောက်လာလို့ရှိရင်ဒိန်းမူကကျွန်တော်ဒါဟာဟိုဆိုဥရှင်မျိုးကဒါသူ့ကိုပြပိုင်တော့ကျွန်တော်တို့လည်းအလားယူတယ်အလားယူကြတဲ့ SBU ပါလို့လည်းရှိပါသေးတယ်သူလည်းမကြည့်ဘူးပဲအဲ့လိုဆိုရင်အိုက်တက်လာပြီးရအောင်ဆိုတာဟုတ်ပါဘူးဥထုတ်ရေးမျိုးနဲ့ဥထုတ်ရေးကိုရောင်းကြောင်းကြားထားမယ်ဆိုတော့ကျွန်တော်ကမျိုးနဲ့ဥထုတ်ရေးမှာသွားလို့ပါဟုတ်တယ်ဘယ်သူကဘယ်ရက်လာသွားတယ်အဲ့လိုမျိုးပြောချင်မလဲရတယ်ဘာလို့ဆူရှိမှာအချက်လည်းအပြည့်လို့ရှိတယ် ကျက်နေပြည်တော်မရသေးသည်မြတ်ဟိုနိုင်ငံရတော်ပြတာမျိုးကျွန်တော်တို့ကျန်တဲ့အဝင်သားကပြတာဖြစ်ဒီဒေတာဖွံ့ဖြိုးရေးညှိနှိုင်းစည်းဝေးပွဲအတွင်းမှာကော်မှုဒေတာအတွင်းလမ်းဘက်ဆက်သွယ်ရေးကိစ္စတွေရေရရှိရေးကိစ္စတွေအပြင်လူငယ်တွေအလုပ်ကံရရှိရေးအပြင်လုပ်ငန်းခွင်ပြင်ပမှာကောင်းမွန်တဲ့ပတ်ဝန်းကျင်နဲ့အညီနေထိုင်နိုင်မှုကိစ္စတွေလူငယ်နဲ့မူရစ်စေဝါပြဿနာတွေကိုဆွေးနွေးသွားခဲ့ပါတယ်ကျွန်တော်ကဆိုရပါ